မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆရာမကြီးဒေါက်ခင်မျိုးချစ်ရဲ့ကိုင်းပြောလိုက်စမ်းမယ်တောင်ပြောင်းထွေလာဆောင်းပါများတဲ့မှာငရဲမင်းထန်အစ်စ်ခန်ဆိုတဲ့ဆောင်းပါလေးကိုဖတ်ပြခြင်းပါရစေ။နားထောင်ကြည့်ပါဦးနော်။ငရဲမင်းထန်အစ်စ်ခန် မကြီးဒီအရွယ်ကြမှာတောင်ပြောင်းထွေလာနေရေးနေမယ်စာနောင်ဘဝအရေးတွေလှုပ်ဖို့ကောင်းပြီတော်တော်ကြာငရေမင်းစီရောက်ရင်ဘလို့အစ်စ်ခံမလဲဆိုတာလဲစဉ်းစားထားအောင်ဗျဤသို့အစာရှိသဖြင့်သူတော်စင်ကလျာဏမိတ်တာအပေါင်းတို့ဟာတတိပေးချပြန်တော့လဲစဉ်းစားရအောင်မှာပေါ့ဟုတ်ပါတယ်အခုနေမြငရေမင်းစီမှာအစ်စ်ခံရရင်ဘလို့များနေမလဲတခုတော့ပြေးတတိရမိပါသေးတယ်ဟိုးအရင်တခါတော့က ကာတွန်းဥပကျမ်းဆွဲတဲ့ကာတွန်းတစ်ခုပေါ့ငရဲပြည်မှာငရဲမင်းကြီးကရုံ ထိုင်လို့နေတယ်ငရဲသားတွေကလူတယောက်ကိုဆွဲခေါ်လာပြီးဟော်ရီကောင်ပေါ့တကြံတွင်းမှာမူးယူအပြောလွန်ပါးစပ်ကလည်းအယုတ်တမာတွေပြောကားမှောက်ပြီးတီလာတာပါလို့သတင်းပို့တယ်ဒီတော့အနားမှာရှိတဲ့သူသမီးမိကောင်ပေါင်းမလေးကိုလှမ်းပြီးဖိဖိဥပဒေဆောင်ကြီးသွားယူကြည့်စမ်းလို့ပြောတယ်ဒီတော့ဟိုကားမှောက်တီလာတဲ့အကောင်က ငရဲမင်းကြီးရဲ့သမီးလေးကိုလက်ညှိုးငေါငေါထိုးပြီးဟော်ဟိုနတန်သီးလေးလဲဇိန်ပဲလို့တန်ကြပ်ထိုးတော့တာပဲငရဲမင်းကြီးကလည်းဥပဒေစာအုပ်တောင်မကြည့်တော့ဘူးအဝယ်စီမှလွတ်ရမရှိကြစီလို့အမင်းချလိုက်တယ်ငရဲသားတွေလည်းတရက်ခန့်ကိုဆွဲခေါ်သွားတော့ငနဲဟာအေးအေးလိုက်မသွားသေးဘူးတမင်လဲပြန်လှဲ့ကြည့်ပြီးမိမကြီးရောက်ခမကြီးကိုကြည့်ပြောပါအောင်လို့អော်သွားလိုက်သေးတယ်ခုနေခါငရဲမင်းကြီးလောရတာတိတ်မလွယ်ဘူး ငါလိုလူနဲ့များတွေ့ရင်ဘလို့များနေမလဲလို့စိတ်ကူးမိတယ်။ဒီလိုများနေလိမ့်မလား။ငရဲမင်းအင်းမင်းရောက်လာမှကိုငါမျောနေတာကြာပြီ။ခုတက်စောစောရောက်ဖို့ကောင်းတယ်။ကျမ ဟုတ်ကဲ့ကျမကအသက်ပြင်းနေရှင့်။ပြီးတော့မျိုးမြတ္တာခံယူတဲ့သမီးချင်းလေးဆိုတော့လေမြတ္တာရည်ကြီးပြည့်ဝနေတာကို။အင်းဟုတ်လို့ဆရာရှိလေရဲ့လားတော့မစို့နိုင်ပါဘူး။ ငါကြားသည်တည်းများတော့တချို့လူတွေကဆိုရင်မင်းကိုအတော်အသေးနောက်ကျတယ်လို့ထင်နေကြတယ်။အဲ့လေထားပါတော့ထားပါတော့ကဲပြောစမ်းမင်းလူပြည်မှာဘာတွေများလှုပ်ခဲ့တယ်လဲ။ဘာမှမလှုပ်ခဲ့ပါဘူးအသက်ရှင်ပြီးနေနေခဲ့တာပါပဲ။ဟာဟာဘာမဲ့ပြောတာလဲဘာလှုပ်ခဲ့တယ်ဆိုတာစီရင်ခံဦးမှာပေါ့။ဘာမှမလှုပ်ခဲ့ပါဘူးအသက်ရှင်ပြီးနေနေခဲ့တာပါပဲ။ခက်ပါပြီအသက်ရှင်မနေလို့တည်နေရမှာလားဟာ။ အသက်ရှင်နေဆိုပေမဲ့တည်နေတဲ့အချိန်တွေရှိပါသေးတယ်ဒါတွေကိုမပြောချင်လို့ပါနင်စကားကနားရှုပ်လိုက်တာဟာနင်တခုခုတော့လုတ်ခဲ့မှာပေါ့ဥပမာ မိမ့်မပဲအိမ်လုတ်ချက်ပြုတ်တာတွေဘာတွေမလုတ်ခဲ့ဘူးလားအဲ့ဒါတွေကအလုံးမဟုတ်ပါဘူးမိမ့်မဆိုတာမလုတ်ဖဲမနေရလုတ်ကိုလုတ်ရမယ်တာဝန်နေပါ အလုတ်ဆိုပြီးစကားထဲထည့်ပြောနေဖို့ကိုမလိုပါဘူး။ဟာမဟုတ်တာ။ဒါတွေလည်းအလုတ်ပဲ။နင်မကြဘူးလား။ တကြားမင်းရှင်ခိုးတယ်ဆိုတာကြားဘူးလှပေါ်ကြားလုံလုံနားတော့ညီးလို့ကဲပါအဲ့ဒီအလုပ်တွေလုပ်ခဲ့ဘူးသလားဒါပဲပြောစမ်းမပြောပြရစီနဲ့အဲ့ဒါတွေဘလို့ကြေပြောင်းလုပ်ခဲ့တယ်ဆိုရင်ဟိုနှက်ပြီကတစ်ဖက်900နဲ့သမီးချန်ရတဲ့နှစ်သားစီမှာတထောင်တရောင်မြောင်မရင်ငယ်လေးဖြစ်နေပို့လိုက်မှကြောက်နှွန်းလို့ပါနင့်အတွေးခေါ်ရရလဲဘလို့တော့တဲခွားကြပါလားကဲ ဒီเจ้าမပြောကျင်နေအင်ပတန်နှစ်သက်တဲ့စာပေအလုပ်လုပ်ခဲ့တာဒီပြောစမ်းစာပေအလုပ်ဆိုတာကလည်းအလုပ်မဟုတ်ပါဘူးကျမလှုပ်ချင်လို့လှုပ်တာပျော်လို့နှစ်သက်လို့လှုပ်တာပါဒီတော့အလှုပ်စင်းရမဝင်ပါဘူးဘာဖြစ်လို့အလှုပ်စင်းမဝင်ရမှာလဲဟာကိုလှုပ်ချင်လို့လှုပ်တာပျော်လို့နှစ်သက်လို့လှုပ်တာမို့လို့ပါဟုတ်သေးပါဘူးဟာဒီလိုဆိုရင်နင်ပြောသလိုနင်ဟာဘာအလုပ်မှမလုပ်ခဲ့တဲ့လူဖြစ်နေပါဘောလားအဲလီ ဖြစ်နေတော့တာပေါ့ ဖယ်တတ်နိုင်မှာမလဲမိမအလုပ်အိမ်မှုကိစ္စချက်တာပြုတ်တာကမလုပ်ဖဲမနေရတဲ့တာဝင်မယ်လှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲလှုပ်လှုပ်ကိုလှုပ်ရမှာစာတီးနဲ့ပတ်သက်တာတွေကြတော့အပြော့ပဲအလုပ်မဟုတ်ဘူးနင်ပြောသလိုဆိုရင်နင့်အမှုကိုဘလို့လှုပ်ဆုံးဖြတ်ရမလဲလူပြည်တုံးကလှုပ်ခဲ့တဲ့အလုပ်တွေပေါ်မှာ ကြည့်ပြီးစီမံနေရာချပေးရမှာအခုတော့နင်လှုပ်လာခဲ့တာတွေကတရားဝင်အလုပ်လို့မခေါ်နိုင်တာတွေဖြစ်နေတယ် ဒီလိုဆိုလဲဘာမှမလုပ်ခဲ့တဲ့တော်ဘာတူအနေနဲ့ဆုံးဖြတ်ရုံပေါ့အလုတ်ဆိုပေမဲ့တတ်မှတ်ထားတဲ့စီကံနဲ့ဝင်မှာအလုတ်လို့တရားဝင်ခေါ်နိုင်တာကိုမဟုတ်သေးပါဘူးဟာနင်ပြောပုံကမဟုတ်သေးပါဘူးတကယ်ဆိုမိမအလုတ်အိမ်မူကိစ္စဆိုတာ လောကီမှာလည်းဘလို့အရေးပါကြောင်းလောကုတ္တရာမှာလည်းတရားမင်းရှင်ခိုးတာတွေဘာတွေပေါ့ဟာအဲ့ဒါတွေနဲ့အမှုန်းတင်ပြီးပြောပါတော့လားမပြောချင်ပါဘူးကျမအဖို့မှာတော့မလုတ်ဖဲမနေရတဲ့တာဝန်တွေနဲ့လုတ်တာပါ ဘာမှအမောတင်နေဖို့မလိုပါဘူးဒီလိုဆိုလဲဟာ စာပေအလုပ်ဆိုပြောစရာတည်းအများကြီးပဲဥပမာဆိုဟဲ့တီးခံမှာအရှင်ငယ်မင်းကြီးတီးခံမှာထပ်ပြီးမကြားပြန်ရစေနဲ့တော့ပေးချင်တဲ့အပြစ်ဒဏ်သာပေးလိုက်ပါတော့စာရေးတာဟာရေးချင်လို့ရေးတာပြောလို့ရေးတာပါဒါလွဲပြီးကျမဘာမှပြောစရာမရှိပါဘူးနင်တယ်လဲခေါင်းပါပါလားဘလို့မှပြောလို့မရဘူးကဲဟာ ဒါဖြစ်နေအခုဘလို့ဘဝလိုချင်လဲပြောစမ်းကျမလိုချင်တဲ့ဘဝပြောရရင်စာရေးစပွဲခက်ကြီးကြီး စာရွက်တီစာအုပ်တီရှုပ်ပြီးဖုန်နေပင့်ကူအိမ်နေနဲ့အပြည့်ဟာဟာဘလို့လဲစတိုင်ကြကြပေါ်လစ်စီအောင်တလက်လက်နဲ့စပွဲကြီးတွေစာအုပ်ဘီရိုကြီးတွေတောင်းမာတော့လားဟာဘယ်ဖြစ်မလဲအရှင်ငယ်မင်းကြီးဒီလိုဆိုရင်အပြင်းပြေစာအုပ်တွေစာရွက်တွေမှွေးနောက်ရှင်းလင်းစရာမရှိတော့ဟာတိဟာတာနဲ့မနေတတ်ဘူး ပြီးတော့ဇပွဲပေါ်မှာခဏခဏမှင်ကုန်တဲ့ဖောင်တိန်စုပ်၄၅ချောင်းအဲ့ဒါမှစာရေးမလို့ဇပွဲထိုင်လိုက်တာနဲ့ဖောင်တိန်တွေရေဆေးမှင်ထက်အချိန်ဖြုံးပါလေတယ်လက်ထိုင်ဆက်ကလည်းအဟောင်းအဆုပ်ကဏ္ဍောင်းမင်းလက်ထက်ဆက်ယုံထွက်ပစ္စည်းဒါမှဆက်ကူလေးတွင်ရိုက်လိုက်တာနဲ့ဟိုဟာကက်ဒီဟာကက်ကြက်တဲ့နဲ့နေရာတွေကအကုန်ချောင်းချောင်းသိတဲ့နေရာတွေကကြက်ဒီတော့မှဟိုဝက်ဦးလှဲ့ဒီအဖုံးဖြုတ်ကလိချင်တိုင်းကလိ ဖြက်ကဲနဲ့လုံတိုင်းကစားရတာလေအလွန်ပျော်ဖို့ကောင်းပြီးတော့အစံမင်ကုံနဲ့ဘောပင်ချောင်းတွေကလည်းလက်တဆုပ်စာလောက်ဖန်ခွက်ထဲမှာရှိရမယ်တခုဆွဲရေးလိုက်လဲဘာမှမထင်နောက်တစ်ချောင်းဆွဲလိုက်တော့လေထုံနည်း၎င်းနောက်တစ်ချောင်းလဲအဲ့ဒီနည်းအတိုင်းတော်တန်တိတ်ဆန်းနင်ဟာဘာအလုံးမှလှုပ်ချင်တာမဟုတ်ဘူးဟိုအချောင်းဒီအချောင်းပြပြီးရှောင်ဖယ်ဖယ်လှုပ်ချင်နေတာပဲဒီတော့မဖြစ်ဘူးနင်တို့လူမျိုးလက်ခံထားရင် နင့်အတွေးခေါ်တွေကူးဆက်ပြီးဂျုံထိုးမှောက်ကုန်ဖြစ်တော့မယ်ဒီတော့နင့်ဟောအမိန့်ချမှတ်မယ်ငါဤပိုင်နဲ့ငရဲတရိษံပိတ်တံအသူရကဲဘုံလေးဘုံမှာနင်ဘယ်တော့မှအနာမသိရဘူးကဲငရဲသားတွေဒင်းကိုဆွဲထုတ်နောက်မလာစေနဲ့တကားကိုတခါတည်းပိတ်ထားလိုက်ကြတော့ဩအပေတကားပိတ်ဆိုတာဒါပဲထင်ပါရဲ့ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။